အပူပိုင်းအညာဒေသရနေချောင်းမြို့ရဲ့ပင်ချောင်းမှာအထက်မှာမိုးကောင်းလိုက်တော့ချောင်းရီတိုးနေရမြင်ကွင်းလေးပါဗျာဒါညကလည်းကျွန်တော်တညလုံးမိုးတော်တော်ယွာလိုက်တယ်ဗျအထက်မှာလည်းကောင်းအောက်မှာလည်းကောင်းမိုးကညတော့ဆိုရင်ဒီချောင်းရိုးတစ်ခုလုံးအကုန်ကမ်းလုံးပြေပါ ဒီပင်ချောင်းကအဓိကပုပ္ပတောင်မကြီးကနေချောင်းပြခံလာပြီးတော့ကျွန်တော်ဒီတိုင်းဆင်းသွားပြီးတော့ဟိုးအဝေးကြီးဖွေးဖွေးကြီးအရာတွေမြစ်ထဲကိုစီးဝင်တာပါ။အိုးအဝေးကဖွေးဖွေးကြီးအရာတွေမြစ်ထဲပါအရာတွေမြစ်ထဲကိုစီးဝင်တာပါ။ကျွန်တော်ငယ်ငယ်ရတော့ဒီလိုချောင်းရည်တွေကြပြီဆိုရင်ချောင်းရည်တို့ပြီးတော့ချောင်းရည် လျှော့သွားပြီဆိုရင်အခုလို့တန်ကုန်ဒီပေါ်မှာကျွန်တော်ငရှင်းနေလိုက်ောက်တယ်ငားတွေလိုက်ောက်တယ်ပေါ့ကျွန်တော်ငယ်ကတော့အခုဆိုရင်တော့ကျွန်တော်ပေါင်းသက်ဆေးတွေသုံးတာတို့ short တိုက်တာကိုလုတ်တာနဲ့ငရှင်းနေလည်းမရှိတော့ပါဘူးခရီးစနစ်ပြတ်သွားပြီးတော့ငရှင်းနေငားရည်လည်းမရှိတဲ့လောက်ဖြစ်သွားပါပြီချောင်းရည်တို့ပြီးရင်ကျွန်တော်ဒီမှာချောင်းလေးကောင်မှာတန်ကုန်ကြီးကြံခဲ့ဗျအဲ့တန်ကုန်မော်ကြီးကကျွန်တော်ညနေပိုင်းဆိုရင် အရင်ကလေးဘဝမှာဘောလုံးကန်ကြရပေါ့ဗျာညနေပိုင်းဆိုရင်ဘောလုံးကန်လို့အလွန်ကောင်းတဲ့တန်ကုန်ကြီးပေါ့မနက်ကြီး6နာရီလောက်တော့ဆိုရင်ကျွန်တော်ချောင်းရီရဓာတ်တဲ့ဆယ်သားလောက်ရှိရဗျာချောင်းရီရဒီရွာတဲ့တွေရောဒီဘက်ချမ်းတွေရောအကုန်လုံးရေအကုန်ဝင်တာပါအခုကပြန်ကြသွားပါဗျာ ဒီဘက်ရင်နံချင်းဘက်ကိုကျွန်တော်ခွေပြီးတော့ချောင်းရစားနေရပါသူကဖိုးသေးဆိုကြကုတ်အားမရှိဘူးဗျချောင်းကမ်းမေးလေးမှာဒီမှာတစ်ပင်လေးရှိရတော်တော်တန်ဖိုးရှိသွားဒီတစ်ပင်နေရာမရှိရင်ဒါကြီးအကုန်လုံးပါသွားမှာဗျတစ်ပင်နေရာကုတ်တွေမထားရင်မနက်ကလိုမျိုးပင်ချောင်းရီမလာတာလဲကျွန်တော်နှစ်20ကျော်လောက်ရှိပြီဗျ ်ခုနဥလေးတယောက်ပြောသွားပါဗောနှစ်20ကျော်ဝင်းကြီးလောက်ရှိပြီမနက်ကလုံမျိုးကျွန်တော်ချောင်းရီအဲ့လောက်ကြီးချောင်းရီကန်လုံးပြေမလာတာဗောချောင်းရီမတက်တာလေနှစ်20ကျော်အတွင်းမှာစံချိန်တင်သွားပါဗောဗျာအခုကျွန်တော်ရက်နေရက်ကဘာကြီးရဲ့အောက်မှာဒါဝဲပါဒီချောင်းရီဒီကိုလာပြီးတော့ဥတိုက်တာပါ ဒီကဘာကြီးကကျွန်တော်ချောင်းရင်မပါဘူးလားသူကကဘာမြေကြီးဆိုတော့အမချောင်းထဲမှာတစ်ပင်နေကန်းနာဘီယာတစ်ပင်နေမျောပါလာပါဘီဟိုပဲဆိုတမဘီကြီးနဲ့တူတယ် ပင်ပယားကြီးရင်တို့ဒီချောင်းကြီးလောက်ကူးလောက်ကူးကြမယ်တင်းနဲ့နော်အဲပင်ပယားကြီးရင်တို့လေဒီချောင်းကြီးလောက်ကူးလောက်တယ်ဒီရွာလေးကြီးဆိုလဲကျွန်တော်တစ်ပင်နေရှိလို့တစ်ပင်အမြင့်တွေနဲ့ကိုဝါကောင်းပြီးတော့နေနေရဗျာတစ်ပင်နေရမရှိရင်အကုန်ပါပါဘီ။ ်တပင်းကြီးရဲ့အကျိုးကျေးဇူးကြီးပေါ့ဗျာဟမ်ဓာတ်တိုင်လားဓာတ်တိုင်တော့ဟုတ်လားဓာတ်တိုင်လားလို့ဓာတ်တိုင်ကချောင်းလေကောင်ရောက်သွားဓာတ်ပုံရတယ်ခင်ဗျာမျက်လုံးထဲတော့ဓာတ်ပုံကကောင်းပါမလားဗျာမျက်လုံးထဲတော့မမြင်ရရအောင်ဟုတ်ပါဘူးဟွန်း